ထိတ်တန့်မင်းသမီးဖွဖွေးထက်တယောက်ဆောင်ပိုကောင်းတာကြောင့်အကယ်ဒမီရနိုင်ခြေရှိနေတဲ့ခင်ဝင်းဝေါင်အလုံးမင်းမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျွတ်ဆွလိုက်ပါတယ်ခင်ဝင်းဝေါဟာဖွဖွေးထက်အနုပညာလောကကိုနောက်ကျမှရောက်လာတဲ့အတွက်ဂျူနီယာတယောက်ဆောင်တယောက်ဆိုရင်လည်းမမပါဘူးဂျူနီယာတယောက်ဆောင်တယောက်ဖြစ်တဲ့ခင်ဝင်းဝေါကခုဆိုရင်ထိတ်တန့်မင်းသမီးဖြစ်ဖို့လာလာများစွာရှိနေတဲ့အနေအထားကိုရောက်လွလာပြီးဖြစ်ပါတယ်ခင်ဝဝဟာအလှမဲ့လောကရဲ့ကနေတရုတ်ဆောင်နေပေကိုဝင်လာတာဖြစ်တဲ့အတွက်အလှပကိုတာဦးစားပေးကတရုတ်ဆောင်တာမပြပြင်းဘူးလို့ထင်ကြပါတယ် ီလိုအထင်တွေကိုခင်မဝါကရုပ်ရှင်ဇာကားကြီးတွေတကားပြီးတကားနဲ့တက်သေးပြလာခဲ့တာပါခင်မဝါက2018ခုနှစ်လောက်မှသာရုပ်ရှင်ဇာတ်ကားကြီးတွေကိုစတင်ရိုက်ခွင့်ရခဲ့ပါတယ်။အမျိုးသမီးဇပ်ပေါ်စုရရှိခဲ့တဲ့လှည့်ရလွင်သောရုပ်ရှင်ဇာတ်ကားကြီးမှဆိုရင်လည်းဖွဖွေးနဲ့တွက်ဖက်ကတရုတ်ဆောင်ခဲ့ရပြီးမိုက်တန်ကပြည်ပြန်လုံးနာကြောင့်အကယ်ဒမီစုကိုရရှိခဲ့တာပါ။ ဒါအပြင်မကြခင်မှာလဲခင်မွားအတွက်ဒုတိယမြောက်အကယ်ဒမီစုကိုဂျိန်းတီရနိုင်မဲ့ရုပ်ရှင်ဇာတ်ကြီးကလည်းယုံတင်ပြတာတော့မှာပါဘျောတန်ရုပ်ရှင်ဇာတ်ကြီးမှာခင်မွားကနေဝင်းနဲ့တွက်ဖက်ကရုပ်ဆောင်ထားပါတယ်ဘျောတန်ရုပ်ရှင်ဇာတ်ကြီးကမြမရိုရရှင်ဖြုတ်ပွဲကိုအသေးစိတ်ပုံဖော်ထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ဒါအပြင်အဆိုပါရုပ်ရှင်ဇာတ်ကြီးထဲမှာခင်မွားရုပ်ဆောင်ရတဲ့ဇာတ်ကောင်ကလောက်ွက်လဲရတယ်လို့အကယ်ဒမီသေးချာပေါက်ရနိုင်တဲ့ဇာတ်မျိုးပါတဖက်မှာလည်းတရုတ်ဆောင်မတက်ဘူးဆိုရင်အိုက်တင်တွေကျွန်ကအကယ်ဒမီနဲ့ဝေးသွားနိုင်ပါတယ် ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ပြီးသွားတဲ့သူတွေကတော့ဗျောတန်ရုပ်ရှင်မှာခင်မွန်ဝါတရုတ်ဆောင်တဲ့ item တွေကမျက်ရည်ပေါက်ပေါက်ကျရတဲ့အထက်ကိုကောင်းနေဆိုပြီးချီးကျူးနေကြပါတယ်။ဆင်းရဲသား character ကိုတရုတ်ဆောင်တဲ့နေရာမှာအဝတ်အစားအပြင်စင်တွေကအစအခွက်ထိကျလုံးနေတဲ့အတွက် character မိတယ်လို့ပြောဆိုနေကြတာပါ။ ဒါကြောင့်ခင်မွန်ဝါအတွက်ဒုတိယမြောက်အကယ်ဒမီဆူဂျီကတေချာဘက်ကိုရနိုင်တယ်လို့ချီးကျူးနေကြပါတယ်။လက်ရှိမှာနှစ်လယ်ပိုင်းကိုရောက်တော့မှဖြစ်တဲ့အတွက်ဇကာအရေးအတွက်တဝက်လောက်ကိုရုံတင်ပြသပြီးသွားပါပြီ။ခင်မွန်ဝါရဲ့ပြောတဲ့ရုပ်ရှင်ဇကာကြီးရုံတင်မပြသခင်ကတော့2025ခုနှစ်အတွက်မြို့သမီးဇက်ဆောင်စုကဖိုးပွေးကိုပဲဥတည်နေခဲ့တာပေါ့။ဂန်ကွန်နီရုပ်ရှင်ဇကာကြီးနဲ့ဖိုးပွေးကအိုက်တင်ပိုင်းပြည်ပြင်းတဲ့အတွက်အကယ်ဒမီရနိုင်တယ်ဆိုပြီးသတင်းတွေထွက်နေခဲ့ပါတယ်။ ဒါပေမဲ့ပြောတဲ့ရုပ်ရှင်စကားကြီးမှာခင်မဝါရဲ့ item ကပြပြနေတာမို့ academy စုကြီးအတွက်ပို့ပြီးတော့သိချနိုင်တယ်လို့ချီးကျူးနေကြတာပါ ခင်မဝါကတော့သူတက်နိုင်သမျှစ조사ထားခဲ့တာမို့အကယ်ဒမီကိုလည်းလိုချင်ပါတယ်။ခင်မဝါဟာဖခင်ဖြစ်သူမရှိတော့တဲ့အချိန်မှာအောင်မြင်မှုတွေဇာတိုက်ဆိုသလိုရရှိလာခဲ့တာပါ။ဖခင်ဖြစ်သူဟာခင်မဝါကိုအောင်မြင်မှုတွေတစည်းတန်းချင်းနဲ့မြင်ချင်းခဲ့တဲ့သူပါ။ဒါပေမဲ့လည်းကွယ်လွန်သွားပြီးမှသာခင်မဝါကအကယ်ဒမီဆုလည်းရရှိခဲ့ပါတယ်။ခင်မဝါဟာနုပညာလောကမှာအောင်မြင်မှုရဖို့ဖြည်းဖြည်းနဲ့မမှန်တာ조사နေခဲ့တာပါ။အခုဆိုရင်စူးစမ်းမှုတွေကရထင်လာကထိတ်တန်းမင်းသမီးတယောက်ဖြစ်ဖို့လားလာများစွာရှိလို့လာတာဖြစ်ပါတယ် လက်ရှိမှာထိတ်တန့်မင်းသမီးတွေအဖြစ်ဖွဖွေဝမုံရွှေကြီးမိုးရီကိုရောကသာအနုပညာအလုပ်လုပ်ရင်းရည်တည်လို့နေတာပါထိတ်တန့်မင်းသမီးဖွဖွေထက်တရုတ်ဆောင်ပိုကောင်းတာကြောင့်အကယ်ဒမီရနိုင်ခြေရှိနေတဲ့ခင်မဝါပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်အသေးအသေးသောအကြောင်းအရာများအတွက် YouTube channel ကိုလည်း like and subscribe လုပ်ဖို့တောင်းဆိုလိုက်ပါစေနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။